မဆိုလို့ရှိရင်တော့ဒါပရိသတ်အတွက်လည်းအသိဖြစ်မယ်အမအတွက်လည်းအမှတ်တရဖြစ်မယ်နောက်တစ်ခုကျွန်တော်ကိုယ်တိုင်လည်းဟိုအဲ့ risk ရအောင်လို့ကြိုက်အမဟိုဘယ်လိုပြောမလဲ director ဘုမာ well obedience well respect ဘီတဲ့တရားဆောင်တယောက်ပါသူ့ဘက်ကအရေးဆိုတာမျိုးမရှိဘူးကျွန်တော်ဘက်ကလည်းအမဘာလုပ်နိုင်တယ်လို့သိပြီးသားငါတို့ကခင်ဖို့အေးရကျွန်တော်အဓိကအမကိုခေါင်းဆောင်မင်းသမီးဖြစ်နေရိုက်ချင်တာအဓိကပါ မခင်မမို့အေးကိုကျွန်တော်ကောင်းဆောင်မင်းသမီးဖြစ်နေဟိုပရိသတ်ကိုခြပြကျင်တယ်ဟိုပါပေါ့ငါတို့ကခင်မမို့အေးအတွက် pre production အဲ့ပြီးတော့နောက်ကျွန်တော် December January မှာရိုက်မယ်ကားဖြစ်ဖြစ်စဉ်အဲကျွန်တော်အခုဟိုပါပေါ့ငါတို့ကခင်မမို့အေးအတွက် pre production အဲ့ပြီးတော့နောက်ကျွန်တော် ဒီဇင်ဘာ January မှာရိုက်မယ်ကားတစ်ခုဖြစ်စေ။အဲငါတို့ကခင်မို့အေးရကျွန်တော်အဓိကအမအကိုခေါင်းဆောင်မင်းသမီးဖြစ်နေရိုက်ချင်တာအဓိကပါ။မခင်မို့အေးကိုကျွန်တော်ခေါင်းဆောင်မင်းသမီးဖြစ်နေဟိုပရိသတ်ကိုချပြချင်တယ်။အမအတွက်လည်းတစ်သက်လုံးအမတ်တရတစ်ခုဖြစ်သွားမယ်။အဲ့လိုအရင်ဆန်းသားပြတာ။အဲ့မှာမှတစ်ဆင့်အမနဲ့ပြိတ္တတွေကြားမှာ chemistry မိမိသားစကလုံးတခုဒါတို့ကခင်ဗျာ ဆိုတော့အဲအဲဒီဇာတ်ကလေးဆိုတော့ပရိသတ်နဲ့အမနဲ့မစိမ့်တော့အမဟိုဘယ်လိုပြောမလဲ director ဘုမာ well obedience well respect ဘီတဲ့တရားဆောင်တယောက်ပါသူ့ဘက်ကအရေးဆိုတာမျိုးမရှိဘူးကျွန်တော်ဘက်ကလည်းအမဘာလုပ်နိုင်တယ်လို့သိပြီးသားနောက်တစ်ခုကဒီဇာတ်ကအမအတွက်ကိုတည်ပြီးတော့ရေးထားတဲ့ဇာတ်ဖြစ်တဲ့အတွက်အဆင်ပြေပါကျွန်တော်ကဒီကသူများမလုပ်တာကိုပဲလုပ်ချင်တယ်ဟို drama ရိုက်မယ်ဆိုတဲ့အချိန်မှာဟို formal drama ပေါ့နော် အရင်လုံနိုင်တဲ့မင်းသားမင်းသမီးတွေထက်ဟိုဇလန်းကိုအဲ့လိုမျိုးဟိုအတင်းထားအတင်းကြီးကအဲ့လိုမျိုးတွေမလုံချင်ဘူးအဲ့လိုတွေမလုံချင်တော့ဘယ်ဟာကအစ်စ်ဖြစ်မလဲစဉ်းစားရတဲ့အချိန်မှာအမဆိုလို့ရှိရင်တော့ဒါပရိသတ်အတွက်လည်းအစ်စ်ဖြစ်မယ်အမအတွက်လည်းအမတရားဖြစ်မယ်နောက်တစ်ခုကျွန်တော်ကိုယ်တိုင်လည်းဟိုအဲ့လိုရေးစီရတာမျိုးကြိုက်ဘူး Women's League တစ်ခုလို့မြင်ပါတယ်ဘုမန်စကားတခုပေါ့လားဒါမျိုးနဲ့ရိုက်နေကြပုံစံမျိုး လို့လည်းပြောလို့ရတယ်မဟုတ်ဘူးလို့လည်းပြောလို့ရတယ်ဆိုတော့ကြိုက်ကြမှာပါဘာသာပဲဟာမင်းငါကောင်မလေးလုံးလားဟုတ်အခုကရေးစားစကားပြောလိုက်တာလိုင်းဟုတ်တယ်တကူရှေသူအရှိမတော့ကျွန်တော်နေမင်းမုံကြီးပြတာကျွန်တော်အိမ်တော်ရင်းကားညာအခုကတော့လိုရိုမန့်ဆိုတော့ကောင်းပါလားကျေးဇူးများကြီးတင်ပါတယ်ဒီအခု ရာသပံငါးကောင်းပါလေးဆိုတဲ့ဇာတ်ကားကိုဒါထုတ်လုပ်သူရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်လာကြည့်ပြတာပါစိတ်ဝင်စားအောင်ကြည့်မယ်ဆိုရင်တော့လေကြည့်ကောင်းတဲ့ဇာတ်ကားတစ်ခါဖြစ်နိုင်မယ်လို့